မင်္ဂလာပါဒီတစ်ခေါက်မှာတော့ digital building model တစ်ခုကိုအစဆုံးဘယ်လိုတည်ဆောက်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်အထူးသဖြင့် model တစ်ခုရဲ့အခြေခံအုတ်မြစ်တွေဖြစ်တဲ့ levels grades နဲ့ coordinates ကိုဘယ်လိုမှန်မှန်ကန်ကန်တတ်မှတ်မလဲဆိုတာကိုအဓိကထားပြီးပြောပြသွားမှာပါ project အစ်တစ်ခုဆောက်လုပ်ပြီးဆိုရင်အားလုံးလိုလိုကြုံဖူးကြတဲ့အခက်အခဲတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘာမှမရှိသေးတဲ့ဒီ digital canvas အလူကြီးပေါ်မှာလေဘယ်ကနေစပြီးဘာကိုကာရမှမသိတာမျိုးပေါ့ဒါကြောင့်ပထမဆုံးခြေလှမ်းတွေကိုမှန်မှန်ကန်ကန်လမ်းနိုင်ဖို့ကတကယ်ကိုအရေးကြီးပါတယ် ဟုတ်ပါတယ် project count တစ်ခုတိုင်းရဲ့နောက်ကွယ်မှာခိုင်မာတဲ့ digital omen တစ်ခုအမြဲရှိပါတယ်ဒီနေ့ရှင်းပြချက်မှာတော့ levels နဲ့ grids တွေကဒီ model တစ်ခုလုံးကိုတိဆောက်မဲ့ machine ဖြင့်လုပ်ပတ်တဲ့အခြေခံ omen တွေဖြစ်တယ်ဆိုတာကိုတွေ့မြင်ရမှာပါကဲဒါဆိုရင်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကိုအရင်သွားကြည့်အောင်အဲ့ဒါကတော့ project ရဲ့ coordinate system ကိုသတ်မှတ်တာပါပဲဆိုလိုတာကကျွန်တော်တို့ရဲ့ digital model ကိုတကယ်ကဘာပေါ်မှာပေးနေရမှာတည်ရှိနေတယ်လဲဆိုတာကို အတိအကျသတ်မှတ်ပေးတာပေါ့ဆိုတော့လေဒီမှာအထူးကကြတဲ့ coordinate point နှစ်ခုရှိတယ် project base point နဲ့ survey point ပါသူတို့နှစ်ခုရဲ့ကွာခြားချက်ကိုတေးသေးချာချာနားလည်ထားဖို့ကကို model ကို site ပေါ်မှာနေရာမမှန်ငန်ချနိုင်ဖို့ပဲအရင်ရေးကြည့်ပါတယ်တခုက project ရဲ့ twin ပိုင်းအိမ်ဆိုရင်နောက်တစ်ခုကတော့ project ရဲ့တကယ်အပြင်လောကကလိပ်စာလို့ပြောလို့ရပါတယ် project base point ကိုအရင်ကြည့်အောင်သူကဘာလဲဆိုတော့ project ရဲ့ကိုပိုင်း twin ပိုင်း000အမှတ်ပါ မော်ဒယ်တဲ့ကအရာအလုံးကိုဒီမတ်ကိုပဲ view view ပြီးတိုင်းတာတာပါပြောရရင်တော့ project ရဲ့ကိုပိုင်စကြဝဠာလေးသူရဲ့အလဲဘိုးမတ်ပေါ့ဗျာ survey point ကြတော့သူကတကယ်အပြင်လောကနဲ့ချိတ်ဆက်ပြတဲ့အပိုင်းပေါ့ဥပမာမြေပြင်ပေါ်မှာရှိတဲ့မြေတိုင်းအမှတ်အသားဒါမှမဟုတ်ပင်လယ်ရေမျက်နှာဖြင့်လိုမျိုးတကယ် real world coordinate တစ်ခုခုကိုကိုးစားပြပါတယ်သူက digital model ကိုတကယ်ဆောက်လုပ်ရေးဆိုင်နဲ့ချိတ်ဆက်ပြတဲ့ကြောက်စုတစ်ခုလိုပါပဲဒါမှ civil engineer ရဲ့ data နဲ့လည်းတစ်ထက်တည်းကြာမှာပါ ကဲ coordinate ဒီအကြောင်းတီးပြီဆိုတော့အနောက်ထပ်အရေးကြီးတဲ့အုတ်မြစ်တစ်ခုဖြစ်တဲ့ levels တွေဘက်ကိုဆက်သွားကြည့်ကြမယ် level 6ဆိုတော့အဆောက်အုံရဲ့ down light အထက်တင်တဲ့အမြင့်တွေကိုထပ်မပြေးတဲ့အရာတွေပါပဲ level အတက်တစ်ခုဆွဲချင်ပြန်မဆွဲရမလဲဟုတ်ကဲ elevation view တော့မှာပါပဲဘာလို့လဲဆိုတော့အထက်တွေရဲ့အမြင့်ကို down light အနေထားမှာတိတိကျကျသတ်မှတ်နိုင်ဖို့အတွက်ပါ level 2ကိုရွေးပြီး line 2နဲ့ဆွဲလို့ရတယ်လို့ပုံမြကြည့်ရင်တော့ရှိပြီးသား level ကနေအကွာဝေးတစ်ခုနဲ့ level အသက်5ကို pick line 2ကိုတွန်းနိုင်ပါတယ် ဒါပေမဲ့ဒီညမှာမေးစရာတစ်ခုရှိလာပြီ။ဆွဲလိုက်တဲ့ level တိုင်းက flow plan အသစ်တစ်ခုကိုအလိုလိုဖြုတ်သွားစေသလား။အင်းဒီမြေကုန်းကနေတဆင့် level မျိုးစနှမျိုးရဲ့ကွာခြားချက်ကိုကျွန်တော်တို့သိတော့ပါလိမ့်မယ်။ကဲဒီမှာကြည့်လိုက်ပါ။ တကယ်စိတ်ဝင်စားဖို့ကောင်းတာက story level နဲ့ non story level ဆိုပြီးနှမျိုးကွဲသွားတာပါပဲ။တခြားကြည့်လိုက်နော်။ story level တွေကအပြာရန်ခေါင်းရင်းနဲ့ပြပြီးသူက plan view တွေကိုအလိုအလျောက်ဖန်တီးပေးပါတယ်။အဆောက်အအုံရဲ့အထူးကထက်တွေကိုတတ်မှတ်ဖို့တောင်းတာပေါ့။ non story level ကတော့အနက်ရောင်ခေါင်းလေးနဲ့ပါသူက view တွေမဖန်တီးပါဘူးဥပမာနိုင်ရန် take အမြင်လိုမျိုး reference အမသားအနေနဲ့ပဲသုံးပါတယ် downline level SD PV ဆိုတော့အရာလိုက်ပဲကိုတွားရအောင်အဲ့ဒါကတော့ grist တွေပါပဲ grist တွေကိုတော့ floor plan တွေရဲ့အယိုးစုလို့သင်စားလို့ရပါတယ် grist ဆွဲတာကတော့ပိုးတောင်လွေသေးတယ် plan view တစ်ခုဖွင့်လိုက် grid 2ကိုရွေးပြီးတော့ပထမဆုံး grid line ကိုဆွဲလိုက်ရုံပါပဲအဲ့ဒီနောက်မှာဆွဲတဲ့ grid line တွေက number ဒါမှမဟုတ်အခရာတွေကိုအဆင့်လိုက်အလိုလျောက်တပေးတော့မှဖြီလို့အလိုအရင်မရှုပ်တော့ဘူးပေါ့ grid system ကိုလူတိုင်းနားလည်လွယ်ပြီးရှင်းရှင်းလင်းလင်းဖိနေအောင်လုပ်ဖို့ကလည်းအရေးကြီးတယ်နော်အကောင်းဆုံးကတော့လာရအထက်ခိုးကိုကနားနေ တဲ့နဲ့တုံးတုံးပြီးထောင်းမှန်ကြားတဲ့လာရကတော့အခရာတွေ A B C တုံးတာပါပဲဒါမှ project team နဲ့ကဘသူမဆို colon C5 ပဲမှာရှိလဲလို့ပြောလိုက်တာ ਨੇ ချက်ချင်းသိနိုင်ပြီးဆက်သွယ်ပြောဆိုရတာအရန်လွယ်ကူသွားမှာပါကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ digital omic ကတော်တော်လေးခိုင်မာနေပြီဒီအပေါ်မှာတခြားသူတွေရဲ့အချက်လက်တွေကိုဘလို့မှန်မှန်ကန်ကန်ထည့်သွင်းမလဲဆိုတာစက်ကြည့်အောင်ဒီနေရာမှာအရန်အရန်ကိုအရေးကြီးတဲ့အချက်တစ်ခုရှိရယ် အဲ့ဒါကတော့တခြားသူတွေနဲ့အလုပ်လုပ်တဲ့ခါ external finding ကို promo import မလုပ်ပါနဲ့ link ပဲလုပ်ပါဘာလို့လဲဆိုတော့ link လုပ်ထားရင်မူရင်း file မှာ update တစ်ခုခုဖြစ်တာနဲ့ကို model မှာပါအလွယ်တကူ update လုပ်လို့ရတယ် import လုပ်လိုက်ရင်တော့အဲ့ဒီ file နဲ့အဆက်အသွယ်ပြတ်သွားပြီး update တွေကိုကိုယ်လိုက်လိုက်ပြင်ရမှာပါ AutoCAD file တခုခု link လုပ်တော့မယ်ဆိုရင်ဒီ dialog box လေးတက်လာလိမ့်မယ်အဲ့ဒီမှာဒီ setting လေးတွေကိုအထူးကထားပြီးတတိပြုရမယ် positioning ကို autodash origin to origin နဲ့စတာကအကောင်းဆုံးပါမယ်။ဒါမှ link လုပ်မဲ့ file နဲ့ co project file တစ်ခုလုံးကတူညီရဲ့000အမှတ်ကို reference အဖြစ်သုံးပြီးတိတိကျကျနေရာကျမှာပါ။ပြီးတော့မူရင်းလေးအားအယောင်တွေမပြောက်အောင် colors ကို preserve ထားပါ။ show your company အောင် current view only ကို check လုပ်ထားတာကအကောင်းဆုံးပါပဲ။ okay file ကို link လုပ်ပြီးပြီ။ ဒါပေမဲ့အဲ့ဒီ link ထားတဲ့ find there are grips တွေ levels တွေကိုကို project ထဲမှာတကယ်သုံးလို့ရအောင်ဘယ်လိုလုပ်မလဲဒီတိုင်းကြီးနေလို့တော့မပြီးဘူးလေနော်ဒီတော့ TN2 တခုလိုအပ်လာပါပြီအဲ့ဒီတူကတော့ copy/monitor ပါပဲ collaborate tab အောက်မှာရှာလို့ရပါတယ်သူမှာအဓိကလုတ်ဆောင်ချက်တခုရှိတယ်တခုက link လုပ်ထားတဲ့ file တွေက grips နဲ့ levels လိုမျိုး element တွေကိုကို project ထဲကို copy ကူးယူပေးနိုင်တယ်ပြီးတော့ပို့ရေးကြည့်တာကမူရင်း file မှာအပြောင်းအလဲတခုခုထည့်လာရင်အချက်ပေးပြီး monitor လုပ်ပေးတဲ့အတွက် coordination ပြဿနာတွေကိုရှာရှာနိုင်ပါတယ်။ copy monitor 300ရက်တကယ်ကိုယူရှင်းပါရင်အဆင့်လေးဆင့်ပဲရှိတယ်။ပထမဆုံး link လောက်ထားတဲ့ file ကို select လုပ်ပါပြီးရင် collaborative tab က copy monitor ကိုယူ copy 2ကိုတုံးပြီး lower the grace ဒါမှမဟုတ် levels တွေကိုယူချဲလိုက်ပါ။အားလုံးပြီးရင်တော့အဆင့်ရောင် finish scroll လေးကိုနှိပ်လိုက်ရုံပါပဲ။ဆိုတော့အဆုံးသက်အနေနဲ့ပြန်ချုပ်ရရင် project တစ်ခုရဲ့အစမှာ coordinates levels နဲ့ grids တွေကိုခိုင်ခိုင်မာမာနဲ့မှန်မှန်ကန်ကန်တိစောက်ထားခြင်းဟာ နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ကုန်ကြဆေးရများတဲ့အမောင်းတွေကိုချူတင်ကာကွယ်ပေးုံတင်မကတဲ့အဖွဲလိုက်လှူဆောင်ရတဲ့အခါမှာလည်းအစင်ပြေချိုးမွေစေပါရဲ့။ကဲအခုဆိုရင်ခိုင်မာတဲ့ချစ်ကအုံးမဲတထုကောဘလို့တီဆောက်ရမလဲဆိုတာသိသွားပြီပေါ့ဒီအုံးမဲပေါ်မှာဘလို့အားအိုးစရာကောင်းတဲ့အဆောင်အုံတွေကိုဖန်တီးမလဲဆိုတာကတော့စက်ပြီးစူးစမ်းဖန်တီးကြမယ်သူလေးရဲ့အလဲပါပဲ